တခါကယေရှုသည်သေးငယ်သောပျော့ပြောင်းသောမမြင်နိုင်သောအသေးအမွှားအရာတစ်ခုအကြောင်းပုံကိုပြောခဲ့ပြီးသည်ကောင်းကင်နိုင်ငံတော်သည်သစေးနှင့်တူသည်မုန်းမြတ်သစေးကိုမိမ့်မယူ၍ပကံလုံးကြီးသုံးလုံးထဲသို့ရောမွေသည် ပထမတော့သစေးကဘာမှမဖြစ်လာဘူးဟုထင်ရတယ် ံမရှိမိတော့မရှိမှုံမီးပွားမရှိဘူးဒါပေမဲ့ပြပြချင်းတိတ်တိတ်လေးပဲအတွင်းထဲမှာအံ့ဩစရာကောင်းတဲ့အရာတစ်ခုဖြစ်လာတယ်မုံစိမ့်ပြီးပွာလာပြီးကြီးပြီးပေါ်ပါလာသည်အကြမီမီးဖို့ကန်းသည်လက်ဆက်တော်ပေါင်မုံနဲ့များဖြင့်ပြေးလာသည်ခေယေရှုကဖျားသခင်၏နိုင်ငံတော်သည်ထိုအရာနှင့်တူ၏အဆမှာတော့သေးငယ်ပြီးမမြင်ရပါဘူး ါပေမဲ့ထိုအရာကအရာအလုံးကိုပြောင်းလဲစေတယ်။ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကမင်းရဲ့နှလုံးသားထဲမှာနည်းနည်းလေးပဲပြည့်နှံ့သွားတဲ့အခါမင်းဘလို့တွေးလဲဘလို့စကားပြောလဲဘလို့ချစ်လဲဆိုတာတွေပြောင်းလဲလာမယ်။မင်းလုံးနိုင်တဲ့သေးမွားလေးတွေကိုအကြီးကြီးဖြစ်လာအောင်လုပ်နိုင်စေတဲ့အရာတစ်ခုလား။ဘုရားရဲ့မေတ္တာကသင်တခြားသူတွေကိုဆက်ဆံပုံပြောင်းသွားစေသလား။တစေးနေပြည့်သောမုန်းကဲတို့တင်းဤစိတ်နှလုံးသည်ပြယုနာနှင့်တိုးလာသလား။တစေးမသေးဆက်သုံးခန်းငယ်33ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည်တင့်အထင်း၌ရောတင့်အားဖြင့်မှကြီးထွားလာသည်။